အာရခတက်တော် EE ထိန်းချုပ်ထားတဲ့တန်တွေးမြို့နေနဲ့ဂေါ်မြို့နေအတွင်းကလူနေကြီးရွာတွေကိုစစ်ကောင်စီရဲ့နေပြည်တော်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့အတွက်အဆောင်တရှိုးနဲ့လူနေတရှိုးပျက်စီးမှုတွေရှိနေတယ်လို့တင်ပြရှိပါတယ်။ဒီလ3ရက်နေ့ညဖက်ကနေစပစ်တာဖြစ်ပြီး EE ထိန်းချုပ်ထားတဲ့နေရာတွေကိုလမ်းပစ်နေတာကြောင့်နေအိမ်တွေနဲ့အဆောင်တရှိုးပျက်စီးတာတွေရှိနေတယ်လို့သိရပါတယ်။ တန်တွင်းနဲ့ဂေါမြူနီအတွင်းကကြီးရော်တွေကိုပြစ်ခတ်နေတာဖြစ်ပြီးအထူးသဖြင့်အာရခတက်တိုအီအီထိန်းချုပ်ထားတဲ့တန်တွင်းမြူနီကမောင်ရွှေလေးရေတပ်စခန်းဂျိတ်တော်နဲ့ငပလီဖက်ကိုပြစ်တာများတယ်လို့သိရပါဗျ။ဂျိတ်တော်ဒေသခံအမျိုးသားတယောက်ကတော့ခုလိုမျိုးစစ်ကောင်စီရဲ့နေပြည်တော်ကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတဲ့အတွက်အပြစ်ရကာလဖြစ်ပေမဲ့ဒေသခံတွေအနေနဲ့ပင်လေထေးငါးဖက်မထွက်ရေးကြပြီးအခြေအနေကိုစောင့်ကြည့်နေကြရတယ်လို့နရင်းစရာကပြောပါရီ။ ခုလက်နက်ကြီးနဲ့ပစ်ခတ်တဲ့နေပြည်တော်ဟာရခိုင်ကန်ယူရန်တန်တွေကြက်ဖြူနဲ့မန်အောင်ပြည်လီပြည်မှာလစ်ပတ်သွားလာနေတဲ့နေပြည်တော်ဖြစ်ကြပြီးနေပြည်အနည်းဆုံး3စီးလောက်ကိုတွေ့မြင်ရတယ်လို့ဒေသခံမျက်မြင်တွေကပြောပါရယ်